ဒီလိုမျိုးအောင်ပွဲခံတာကဟွာလောင်တယောက်လည်းမဟုတ်ဘူးတကဘာလုံးကအဲ့လိုမျိုးအောင်ပွဲခံကြပါတယ်ဆိုတာမျိုးပုံစံမှာပြောရတာပေါ့နော်အဲသူ့ရဲ့ပုံစံတိုင်းပဲသူကသူသူ့ကိုသူ profit တဲ့ပုံစံမျိုးပြောရတာမျိုးလည်းကျွန်တော်မြင်ရတယ်ပေါ့နော်ပြီးတော့အဲ့ဒီနေ့မှာပဲပေါ့နော်သူအောင်ပွဲဟွာလောင်နေနဲ့သူအောင်ပွဲခံတာပြန်ကြည့်ရမယ်ဆိုပြီးတော့လည်းသူကပြောရသေးတယ်ပေါ့နော်တကယ်လည်းလုပ်ပြသွားတယ်ပေါ့ရော်နယ်ဒိုရဲ့အဲ့လိုမျိုးပြောထားပြီးဖြစ်အောင်လုပ်ပြတတ်တဲ့ပုံစံတွေကိုကျွန်တော်တို့ကကြွေခဲ့ရတာပေါ့နော် ရတဲ့များမင်္ဂလာပါကျွန်တော်တို့ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ပေါ့နော်အခုဆိုလို့ရှိရင်နိုင်ငံတကာအပတ်ပွဲစဉ်တွေကစားနေတယ်ဒါကျွန်တော်တို့ဖြည်းဖြည်းနဲ့ဒါပြီးတော့မှာပါဒီလိုအချိန်လေးမျိုးမှာရှိနေပါပြီဒီလိုမျိုးနိုင်ငံတကာအပတ်ပွဲစဉ်တွေကစားတဲ့အချိန်မှာကျွန်တော်တို့ဒီနိုင်ငံတကာပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောအောင်ပြောရမယ်ပေါ့နော်အကြောင်းအရာတွေရှိပါတယ်ဒီအကြောင်းအရာတွေကိုဒီနေ့မှာကျွန်တော်တို့ကိုရဲတဲ့တော့ကျွန်တော်ညီကိုဖျောက်ကထုံးစံအတိုင်းပဲဆွေးနွေးပြီးတော့ပေါ့နော်ဒါပြောပြသုံးသပ်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဗျာကိုရဲတဲ့တော့မင်္ဂလာပါမင်္ဂလာပါကိုကြီးโอเคပါကျွန်တော်တို့ပြောမယ့်အကြောင်းအရာတွေများပါတယ်ဒါစီရိုနယ်ဒိုအကြောင်းတော့ကျွန်တော်တို့အဓိကထားပြီးပြောရမယ်ပေါ့နော်ဒါအဲ့ဒီအကြောင်း မှမစခင်မှာတော့ကျွန်တော်ပရမောဆုံးနဲ့ဒါပေါ့နော်ဒါနီးပြတ်တူဟဲရဲ့အင်္ဂလန်ပေါ့ပြီးတော့ကျွန်တော်ဒါအီတလီပေါ့ဒီအသင်းတွေဘက်ကနေပြီးတော့ကိုရဲတို့အမြင်လေးနဲ့ကျွန်တော်တို့စလိုက်ချင်ပါတယ်အင်္ဂလန်အသင်းကြောင့်ကျွန်တော်စပြီးတော့ပြမယ်ဆိုတော့ကျွန်တော်လူးဝစ်ကယ်လီနဲ့ပဲကျွန်တော်စရမှာပေါ့နော်ဟုတ်ကဲ့ဒီကစားသမားကတော့ဒီအင်္ဂလန်အသင်းမှာသူပရမောဆုံးရွေးချယ်ခံရတယ်လေးတွေမှာရွေးချယ်ခံရတယ်ရွေးချယ်ခံရတယ်ပရမောဆုံးပွဲမှာပဲဂိုးသင်းသွားတယ်ဆိုတော့ဒီကစားသမားတော့တော်တော်လေးမမေ့နိုင်ကြပွဲတော့ပွဲတော့ဖြစ်သွားမယ်ပေါ့နော်ဟုတ်ကဲ့ဒီကစားသမားကဂိုးသင်းသွားတဲ့အချိန်မှာ18နှစ်နဲ့186ရက်ပဲရှိရပေါ့နော်အင်္ဂလန်ရဲ့အသက်ငယ်ဆုံးဂိုးသင်းသူများဆင်းမှာလဲပေါ့ပါတယ် ဒီရာမတ်ကိုကျွန်တော်ကအာဆင်နယ်မှာကစားတဲ့ကကျွန်တော်ကကြိုက်တယ်ပေါ့နော်သူရဲ့ကစားပုံကရဲတယ်ဒီအကြောက်ရုံမှမရှိဘူးလုံရဲကန်ရဲပြီးတော့ဘောလုံးတည်သွားတဲ့အပိုင်းတော်တော်လေးကိုကောင်းတယ်ပေါ့နော်ကျွန်တော်အာဆင်နယ်မှာဆိုရင်ကလာဖီယိုရီတဲ့ဒီကစားရမတ်ကိုပဲပို့ပြီးတော့တုံးနေတင်တယ်ပေါ့နော်ပြီးတော့ဒီလူးဝစ်ကယ်လီရဲ့တကယ်ကစားတဲ့နေရာကွင်းလယ်လို့ကျွန်တော်သိရတယ်ပေါ့နော်ဆိုတော့ဒီသူသူဒီလိုကစားမမျိုးကဒီအစော်မှာလည်းတုံးလို့ရတယ်ကွင်းလယ်မှာလည်းတုံးလို့ရတယ်ဆိုတော့ဒီနီးပြတိုင်းကတော့ကြိုက်မှာပဲသူချေလို့နီးပြကတော့လူးဝစ်ကယ်လီကိုကြိုက်နေတာတိတော့မဆန်းဘူးပေါ့နော်ဟုတ်ကဲ့ အာအခုချိန်မှာတော့ဒီသူချယ်လက်ထက်ရောက်သွားတဲ့အခါမှာအင်္ဂလန်တင်းရနေလေးတော့ပြောင်းလဲမှုတွေတော့ကျွန်တော်မြင်ခဲ့ရတယ်ဗောနော်အရင်လိုမျိုးမဟုတ်တော့ဘဲနဲ့ကစားမတိုင်းကအခွင့်အရေးရလာတယ်လို့ကျွန်တော်ထင်တယ်။ပြီးကစားမတိုင်းကအခွင့်အရေးရတယ်လို့မျိုးသူတို့ပွဲထွက်ကစားခွင့်ရတဲ့ကစားမတိုင်းအကုန်လုံးကလည်းခြေစွမ်းတစ်ခုပေါ့နော်ပြနိုင်စွမ်းရှိတယ်လို့ကျွန်တော်မြင်လာရတယ်ပေါ့နော်။ဒီနေရာမှာကျွန်တော်တို့ပြောပြောလို့ရတဲ့ကစားမဆိုရင်တော့ဖိုဒန်ပေါ့။ဖိုဒန်ကအင်္ဂလန်အသင်းရောက်သွားတဲ့အခါမှာတော်တော်လေးကို ွဲပြားခြားနားွားတယ်ဗောနော်မက်ဆီဒီယာဖိုရန်ရောမဟုတ်တော့ဘဲနဲ့ခြေစမ်းပြဖို့အတော်လေးကိုရုံးကန်ရတယ်ဗောနော်ဒီပထမဆုံးပွဲမှာလည်းဖိုရန်ဘာမှမမေ့ရအောင်မလုပ်နိုင်ခဲ့ဘူးဒီပွဲစဉ်မှာလူစားဝင်လာတဲ့ချိန်မှာတော့သူအနေနဲ့ဂိုးဖန်ဒီမူတခုတော့ရာဝါတယ်ဒါပေမဲ့အဲဂိုးဖန်ဒီမူကဒေတန်းပြောမယ်ဆိုရင် SE ကောင်းလွန်းလို့ရာဝါခဲ့တယ်ဗောနော်ကျွန်တော်တော့ဒီဖိုရန်ကိုဒီညာတောင်ဘက်မှာကစားခိုင်းလာတဲ့စရင်ဗောနော်အလယ်မှာအဲ့လိုမျိုးလိုက်ပြီးတော့ကစားခိုင်းလာတော့ကျွန်တော်ပို့ပြီးတော့သဘောကျတယ်ဗောနော်ဆက်လိုက်ပြီးကျွန်တော်တို့ပြောရမယ့်အကြောင်းကတော့အီတလီအကြောင်းအီတလီဟုတ်အီတလီဗော တလီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘလို့မြင်လဲဆိုတော့အီတလီကကြတော့ယူရိုရပြီးနောက်ပိုင်းမှာအီတလီကကြဆင်းလာတဲ့ပုံစံမျိုးကျွန်တော်မြင်ရတယ်ပေါ့နော်သူတို့အနေနဲ့ဒီကစားမကောင်းတွေမရှိရတော့မဟုတ်ဘူးကစားမကောင်းတွေရှိတယ်ဒါပေမဲ့အီကစားမကောင်းတွေရှိရတဲ့အဲ့ကိုသူတို့တင်းရဒီအီကစားမရဲ့တန်နဲ့ပေါ့နော်အစင်တန်းတစ်ခုမှမရောက်နေဘူးလို့ကျွန်တော်ခံစားရတယ်ကောင်းတဲ့ကစားမရဲ့ဆိုတော့တကယ်ပဲတာမန်ပဲကောင်းနေရမျိုးမဟုတ်ဘူးတကယ်ကိုကောင်းတဲ့ကစားမရှိကြတယ် ဖတ်ဒက်စီတို့ပိုလီတာနိုတို့ဘတ်စတိုနီတို့ပြီးဘရယ်လာတို့လိုအဲ့လိုကစားသမားမျိုးရှိကြရပါတော့ကျွန်တော်အီတလီနဲ့ဂျာမနီပွဲဒုတိယကြော့ကိုကျွန်တော်ကြည့်ပြီးတဲ့အခါမှာကျွန်တော်သဘောကျသွားတဲ့ကစားသမားတယောက်တော့ရှိခဲ့တယ်ပေါ့နော်အီကစားသမားတော့ဒီရက်စပါတိုရီပေါ့ရက်စပါတိုရီကအီပွဲစဉ်မှာတော့လူစားဝင်ပြီးတော့ပဲလူစားဝင်ခဲ့တာပေါ့နော်လူစားဝင်ပြီးကစားတယ်သူဝင်လာတာနဲ့အီတလီအသင်းရဲ့ကစားကောကို तू ကဥဆောင်သွားတာအီတလီက तू तू လဲကစားတဲ့အခါမှာပို့ပြီးတော့လဲကောင်းသွားတယ်ဒီကစားသမားကနေရာလို့တွေလဲမြင်တတ်တယ်ဘောလုံးယူတယ်ဘောလုံးပြန်ဖြတ်တယ်တော်တော်ကောင်းတယ်ဗျာ ဒီဂျာမနီသတင်းလုံးက respiratory ကိုဘလို့ထင်းရမလဲဆိုတာအဖြစ်ရှာမသိခဲ့ဘူးလို့ကျွန်တော်မြင်နေပါတော့ဒီနာပိုလီမှာတော့ဒီကစားသမားကလူစားဝင်ကစားရတဲ့အဆင်ပဲရှိရယ်ဒါပေမဲ့ respiratory ကအနာဂတ်မှာပေါ့နော်တစ်ခုခုလုံးပြနိုင်တဲ့လားလာမျိုးရှိရယ်လို့တော့ကျွန်တော်ပြောရင်းနေပါတော့အီတလီကတော့ဂျာမနီကိုရှုံးပြီးတော့ နောက်တစ်ဆင့်မတက်တော့ဘူးပေါ့နော်အင်္ဂလန်ကတော့ကမ္ဘာ့ခြေစစ်ပွဲဖြစ်တာကြောင့်ဆိုင်တော့မဆိုင်ဘူးအခုလိုအခြေအနေမျိုးမှာအင်္ဂလန်ပြန်လာပြီလားလို့ပြောဖို့ကတော့စောတော့စောပါသေးရဲ့ဒါပေမဲ့လည်းသူချေနဲ့ဆိုရင်တော့အင်္ဂလန်တခုခုဖြစ်နိုင်တယ်လို့တော့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ကအင်္ဂလန်နဲ့အီတလီပြီးမှာတော့ကျွန်တော်တို့ပြောမယ်အကြောင်းရင်းတစ်ခုရှိတယ်ဒါကတော့ wine လို့ပေါ့နော်ဒါတိုက်စမှု wine လို့ဒါကိုပေါ့လေးပြန်တွေ့လာတယ်ကိုပေါ့ပြန်တွေ့တဲ့အခါမှာလာပေါ်ကီဘက်ကိုသူဂိုးသိမ်းသွားတယ်ပထမအကြောမှာအနိုင်ကိုပေါ့နော်စီရော်ဒိုတို့ရဲ့အသင်းကိုစီရော်ဒိုရှေ့မှာဂိုးသိမ်းပြီးတော့စီရော်ဒိုတို့မျိုး wine လို့အောင်ပွဲခံသွားခဲ့တယ်ပေါ့ဒါပြောလို့ဆိုလို့ကျွန်တော်တော်တော်မိုက်တဲ့ အခြေအနေမျိုးကျွန်တော်တို့ဖြစ်ခဲ့တယ်တကယ်တမ်းမှာကျွန်တော်အဲ့ဒီအောင်ပွဲခံမှုမှာသူ့ရဲ့ interview တွေကျွန်တော်မတွေ့ခင်မှာကျွန်တော်အမြင်ကဘယ်လိုလဲဆိုတော့ဒီပေါ်ပြသူက Ronaldo ကသူ့ရဲ့အကြိုက်ဆုံးကစားသမားတူဖြစ်တယ်သူ့ကိုလွှမ်းမိုးနိုင်တဲ့ကစားသမားဖြစ်တဲ့အခါမှာသူ့အနေနဲ့ Ronaldo ရဲ့ရှေ့မှာ Ronaldo မျိုးအောင်ပွဲခံဖို့ပြီးတော့အနိုင်ကိုလည်းဖြစ်တယ်အရေးပါတဲ့ကိုလည်းဖြစ်တယ်ဆိုတော့တော်တော်ကစားသမားမျိုးမှာရတဲ့အခွင့်အရေးမဟုတ်ဘူးဗျဒီအခွင့်အရေးကိုရသွားတဲ့အခါမှာသူကအမိရအဆုတ်ကင်သွားရတယ်လို့ပဲကျွန်တော်မြင်တယ်တကယ် interview မှာလည်းကြားတော့ကြောက်သူကဒါသူလှောင်ပြောင်ခဲ့တာမဟုတ်ဘူးဒီလိုမျိုးပြောပြောဆိုလို့ရှိရင်ဒါ Ronaldo ကသူ့ပေါ်အမြင်နဲ့လွှမ်းမိုးနိုင်တယ်ဒီလို အခြေအနေမျိုးကိုသူကပေါ့နော်အမိရဆုတ်ကင်ဝါတို့ပဲသူကပြောသွားတဲ့အခါမှာတော့ကျွန်တော်ရဲ့ဒီအမြင်လေးနဲ့ဒါ point လုံးပြောသွားတာလေးနဲ့သွားပြီးတော့ထပ်တူကြွားသွားတဲ့အခြေအနေမျိုးတော့ရှိတယ် brand ဖြစ်ပါတာ point လုံးကဒီအောင်ပွဲခံခဲ့တယ်ဒီအောင်ပွဲခံခဲ့တာကကျွန်တော်ထင်တယ်ဗျ C Ronaldo ကိုဒုတိယအကြော့မှာပေါ့ပြီးတော့ Portugal အသင်းကိုပို့ပြီးတော့ပြန်လာစေဖို့အတွက်အရင်တခုဖြစ်သွားတဲ့တော့မှကျွန်တော်မြင်ပါတယ်ကဲဒီ point လုံးပြီးမှာတော့ဒါကျွန်တော်တို့ဒါ C Ronaldo ဒါပေါ့နော်ကျွန်တော်တို့ press conference မှာပြောတဲ့အကြောင်းအရာလေးပေါ့ငွေတော့အဲ့အပိုင်းလေးတည်းပြောပြပါအောင်အမြင်လေးဘယ်လိုရှိလဲပေါ့ Ronaldo ကတော့အခုချိန်အထိပေါ့နော်သူစကားသူ့စကားကတော့သူ ူတည်နေသေးပဲလို့ကျွန်တော်ကတော့ပြောရမှာပဲဗျ။ဟုတ်ကဲ့။ဒီသတင်းစာရှင်းလင်းပွဲမှာလည်းသူ highlight high long အောင်ပွဲခဏနဲ့ပတ်သက်ပြီးတော့မေးကြတာပေါ့နော်။ तू ကတော့တည်ပါရဲ့ဒါသူ့ကိုလှောင်ပြောင်းတာမှုံမှန်းဆိုတာ तू တည်ရဲ့။ဒီလိုမျိုးအောင်ပွဲခံတာက high level တောင်လည်းမဟုတ်ဘူးတကဘာလုံးကအဲ့လိုမျိုးအောင်ပွဲခံကြရပါတယ်ဆိုတာမျိုးပုံစံမှာပြောရတာပေါ့နော်အဲသူ့ရဲ့ပုံစံတိုင်းပဲသူကသူသူ့ကိုသူ profit တဲ့ပုံစံမျိုးပြောရတာမျိုးလည်းကျွန်တော်မြင်ရတယ်ပေါ့နော်ပြီးတော့အဲ့ဒီနေ့မှာပဲပေါ့နော်သူအောင်ပွဲ high level နေနဲ့သူအောင်ပွဲခံတာပြန်ကြည့်ရမယ်ဆိုပြီးတော့လည်းသူကပြောသွားတယ်ပေါ့နော်တကယ်လည်းလုပ်ပြသွားတယ်ပေါ့ Ronaldo ရဲ့အဲ့လိုမျိုး ပြောထားပြီးဖြစ်အောင်လုပ်ပြတတ်တဲ့ပုံစံတွေကိုကျွန်တော်တို့ကကြွေခဲ့ရတာပေါ့နော်။ငငယ်တော့ကတော့ဝေဖန်တန်တွေအဲ့လိုမျိုးလေးတိုက်တဲ့ဟာတွေအကုန်လုံးကိုစက်ပိတ်နိုင်ခဲ့တယ်။သူ့ရဲ့ဆွမ်းဆောင်ရည်နဲ့အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပြီမြဲအသက်ရလာတဲ့အခါမှာတော့ချိန်သွားသလောက်ကိုမပါတော့ဘူး။သူ့အနေနဲ့အားရချက်လေးတော့ရှိလာတယ်။ဒါပေမဲ့လည်းနပြိုတန်လနဘပေါင်ကျိုးသလောက်လည်းရှိနေတဲ့အခြေအနေမှာပေါ့နော်။ရိုနယ်ဒိုကလည်းဘာဆိုတာမျိုးပေါ့။ လုတ်ပြခြင်းနဲ့အလုတ်ရှင်မှာလည်းသူအနေနဲ့ဒီပွဲစဉ်မှာလုတ်ပြနိုင်ခဲ့တယ်လို့တော့ကျွန်တော်တို့ပြောရမှာပေါ့နော်ပန်နတီလွဲသွားတာပန်နတီလွဲသွားတဲ့ကိစ္စကတော့ကျွန်တော်ထင်ပါတယ်ခုနကမှရိုနယ်ဒိုကတော်တော်လေးကိုပန်နတီနည်းလေးလွဲလာတယ်ပေါ့ခက်ဆစ်ဆစ်လေးကိုလွဲလာတယ်ယူရိုတော့လည်းသူလွဲတယ်အခုလည်းသူထွက်ပြေးလွဲတယ်ဒါပေမဲ့လည်းသူ အချိန်ညာတော့ဂိုးတစ်ခုရအောင်ရတာတော့ကျွန်တော်တို့ဝမ်းသာတယ်။နောက်မို့ဆိုရင်တော့ Ronaldo ကပို့ပြီးတော့မှဒီ weapon တန်းတွေပို့ပြီးတော့ကြားနိုင်တဲ့အခြေအနေမျိုးတွေရှိပါတယ်ဗျ။ဟုတ်ကဲ့ပါ။ဒါကျွန်တော်တို့ပေါ့နော်ဒီလိုနဲ့ပြောမယ်ဆိုတော့ကျွန်တော် Portugal တက်သွားတယ်။ Portugal တက်သွားတဲ့အခါမှာကျွန်တော်မြင်လာကတော့ဒီ National League ကအသင်းကြီးတွေပဲ semi final အဆင့်ကိုတက်လာတော့ဒါရေခုံစရာပို့ပြီးတော့ကောင်းသွားတယ်။ပြင်သစ် Germany, Portugal, Spain ဖြစ်သွားတယ်။ဒီလိုအခြေအနေမျိုးမှာတော့ဒါ Ronaldo သူကိုအားပေးသူပရိသတ်တွေကတော့ Portugal ကိုတော့သူက super ထပ်ပြီးရစေခြင်းတယ်ဗျ။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ထင်သလောက်တော့မလွယ်ဘူးလို့ကျွန်တော်ပြောချင်တယ်။ဘာလို့လဲဆိုတော့ Dame ကိုသူ တို့နိုင်ခဲ့တာသူတို့ရဲ့လူစင်းကဒိမ့်မထပ်ပို့ပြီးတော့တောင်တင်းတဲ့လူစင်းမှုလို့သာနိုင်ခဲ့လို့ကျွန်တော်မြင်တယ်ဘယ်လိုဖြစ်ဖြစ်ပါ तू ကတော့အဲ့ဒီရဆိုရင် तू ပြောဝခဲ့တယ်သူ့ရဲ့အဝဲခဏကိုပြန်ပြီးတော့မြင်ရမယ်ပေါ့တကယ်တမ်းလဲပနယ်တီတော့လွဲခဲ့ပေမဲ့နောက်ထပ်ရတဲ့အခွင့်အရေးရှင်ကတော့ဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့တဲ့ခါမှာစီရိုရဲတို့က तू စကားသူ တီးခဲ့တယ်ပေါ့သူတို့ပြောမယ်ဆိုလို့ရှိရင်ဒီလိုမျိုးပြကိုစကားကိုကိုတီးပြီးတော့လွတ်နိုင်တဲ့လူဆိုတာဘောလုံးမှာနည်းနည်းလေးရှားရတယ်။ဒါမှမဟုတ်တော့တော်တော်တန်အောင်ချွတ်ရတယ်ဆိုလို့ရှိရင်ကျွန်တော်လေကြီးနေတာနည်းနည်းများရတယ်။စီရော်ရီတို့ကလည်းဒီလိုမျိုးလုံနိုင်တဲ့လူလို့ကျွန်တော်ကတော့ပြောချင်တယ်။ဒီလိုမျိုးလုံနိုင်ခဲ့လို့လေဒီနေ့ဒီအချိန်ထိတာစီရော်ရီတို့ဖြစ်နေတယ်လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့လောလောဆယ်မှာနောက်ထပ် expand ပြနေတဲ့ကစားမတယောက်ဆိုလို့ရှိရင်ကျွန်တော်တို့ရာမေပေါ့။ရာမေကတော့ Dogshot ကို expand ပြနေတာပါ။အခု National League မှာလည်းဒါပေါ့နော်စံချိန်မှတ်တမ်းတစ်ခုရခဲ့ပါတယ်။အဲ့ဒါလေးနဲ့ပတ်သက်ပြီးပြောပြပေးပါဦး။ အခုနောက်ပိုင်းလူငယ်ကစားသမားတွေကိုတော်တော်များများစီမှာဆိုရွန်ရဲလိုလိုပုံစံမျိုးကျွန်တော်မြင်ရတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ပြောချင်တာဒီကစားပုံကိုပြောချင်တာတော့မဟုတ်ဘူးပေါ့နော်သူတို့ဒီလိုမျိုးဝေဖန်တာမျိုးတွေရှိလာတဲ့အခါမှာမထီတတိပြန်လို့ပြတ်တတ်တာဒါမျိုးလေးကိုကျွန်တော်တော်တော်လေးမြင်ရတယ်အမ်ဘာဘီရှိမယ်ဟာလန်ရှိမယ်အခုလမ်းမိုက်ရမယ်အထိပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်တို့တွေ့နေရတယ်ပေါ့နော်သူတို့ကိုသွားပြီးတော့အရင်ပေါ့နော်မဆိုင်မဲနဲ့သွားပြီးမပြောလိုက်နဲ့ပြောလိုက်ရင်အိမှတ်ထားပြီးတော့အိပြောတဲ့လူကိုပြန်ပြီးတော့လုပ်ပြတတ်တဲ့အကျင့်လေးဒီကစားသမားတွေမှာမြင်ရတယ်ပေါ့နော် စပိန်နဲ့နယ်ဒါလန်တို့ပွဲမကန်ခင်ပေါ့အဲ့မှာနယ်ဒါလန်ဘက်ကကတောင်ကစားမှာဘန်ဒါဘက်ကနေပြီးရမယ်ကိုပြောတာပေါ့ဒီဘာမှဘာမှတော့မဆိုင်ပါဘူးသူပြောတဲ့ဟာဒီရမယ်ကဒီပေါင်းမိကိုဆွဲချပြီးတော့ဝတ်တယ်ပေါ့နော်သူစပိန်မှာဒီလိုကစားခွင့်ရနေတာကိုတခြားအလေးထားယူမကြိုးစားဘူးပေါ့နော်စိတ်စိတ်ထဲမှာစိတ်မပါဘူးလုံနေရပုံစံမျိုးတွားပြီးတော့ပြောတာအဲ့မှာနိုင်ပြောရင်ဘန်ဒါဘက်ပြောတာတိတ်ပြီးဘာမှတော့မဆိုင်ပါဘူးပေါ့နော်ရမယ်ကအဲ့ချိန်မှာအိပ်ပွဲမှာဘာဖြစ်လဲဆိုတော့ဂိုးသွင်း ခိုးသိမ်းပြီးတော့သူအောင်ဝဲခံတဲ့ပုံစံကလည်းပေါင်းပြီးကိုဆွဲချပြီးတော့သူအောင်ဝဲခံတယ်ပြီးတော့ Instagram မှာလည်းဘန်နာဘက်ရဲ့ပုံနဲ့ပါတွဲပြီးတော့တင်တယ်ပေါ့နော်ဒါမျိုးလေးတွေကိုကျွန်တော်တို့ဒီကစားသမားရဲ့အချိန်မှာမြင်ရတယ်ပေါ့ကျွန်တော်တို့ Messi နဲ့ပတ်သက်ပြီးကြည့်မယ်ဆို Messi ဘက်ကနေအဲ့လိုမျိုးပုံစံမျိုးကျွန်တော်မြင်နေမြင်တာမရှိဘူး Messi ကသူ့ဘလိုပဲပြောပြောသူ့အနေနဲ့ဘာမှတိတ်ပြီးတော့ပြန်တော့ပြန်လာမျိုးတွေလည်းမရှိဘူးသူကတော့ကွင်းထဲမှာပဲအကောင်ဆုံးတက်တည်ပြတယ်တက်တည်ပြပြီးနေသူကတော့ AC ပဲအောင်ဝဲခံရင်လည်းခံတယ်ဘလိုသူ့ပုံစံနဲ့လည်းသူကြီးနေတယ်ပေါ့နော်နောက်20နှစ်ကဘာဖလားတော့ချွင်းချက်ပေါ့အေးမှာတော့ Messi ကတော်တော်လေးကိုမှ ော်တို့မမြင်ဘူးတဲ့မက်ဆီပေါ်မှာမြင်ခဲ့ရတယ်ပေါ့နော်အခုကကျတော့ဘာလို့ဖြစ်လာလဲဆိုတော့ဒီလိုမျိုးပါဇက်ဖွာရင်အထာမထားပဲပါဇက်ပိတ်ပြီးတက်တာကရော်နယ်ဒိုရဲ့ပုံစံပဲဒီလိုရဲ့ကစားမတွေပေါ်မှာပေါ့နော်ရော်နယ်ဒိုကိုအိုက်ဒေါ်လို့ပြောလဲရတယ်မပြောလဲရတယ်ဒါပေမဲ့ဒီကစားမတွေရဲ့စိတ်ထဲမှာရော်နယ်ဒိုရဲ့လှမ်းမှုမှုက နေရာတစ်ခုလောက်တည်ယူရတယ်ဆိုတာလေးတော့ကျွန်တော်ကသဘောကျတယ်တကယ်ယူသိမ့်ယူလိုက်တဲ့ကစားသမားကိုလှမ်းမို့မို့ယူရတဲ့ယူရတာဖြစ်တာကြောင့်လည်းဒီလူငယ်ကစားသမားတွေအတွက်အကျိုးရှိတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဗျဟုတ်ကဲ့ပါခုဆိုလို့ရှိရင်ဒါ Netherlands ဘက်ကိုဂိုးသွင်းနိုင်ခဲ့တဲ့ခါမှာဒီ Nation League ဒါရှုံးထွက်အဆင့်မှာအသက်ငယ်ဆုံးဂိုးသွင်းသူလည်းဖြစ်သွားတယ်ရမယ်18နှစ်နဲ့253ရက်ပေါ့နော်ဒါတော်တော်ကိုကောင်းပါတယ်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်အရင်ကကျွန်တော်လူငယ်ကစားသမားတွေကျွန်တော်အများကြီးကြည့်ဘူးတယ်ဗျပြောမယ်ဆိုလို့ရှိရင် Ronaldo Messi တို့တက်လာတဲ့အချိန်မှာလည်းကျွန်တော်တို့ကြည့်ခဲ့ကြတာပဲဒါပေမဲ့ရမယ်ရဲ့စွမ်းဆောင်ရည်ကတော့တော်တော်ထက်ဆိုင်တော့ပိုပြီးတော့မှအများကြီးကောင်းနေတယ် ပြောလို့ရတယ်။အဲ့တော့ပြောမယ်ဆိုလို့ရှင်တော့ရာမဲကတော့ကျွန်တော်ထင်တယ်အခုနောက်ပိုင်းနှစ်တင်မှာထွက်လာတဲ့လူငယ်ကစားသမားတွေထဲမှာပေါ့။ဆိုတော့စစ်စစ်နဲ့တော်တော်ပြည့်ပြည့်စုံမှုရှိနေတယ်။ဘာပေပြီးလို့ရှင်တော့ရာမဲကအကောင်းဆုံးတော့ကျွန်တော်ကတော့မြင်မိပါတယ်။အဲ့တော့ဒီပေါ်တော့နိုင်ငံတကာပွဲတွေမှာတော့ကျွန်တော်ပြောစရာတွေတော့စုံတယ်။အဓိကကတော့စီရွန်နဲ့ဒိုပါပဲပေါ့နော်။ကျွန်တော်တို့ဗျာပြောမယ်ဆိုလို့ရှင် sorry league မှာပေါ့ဘလို့ပဲကစားနေပါစေပေါ့နော်။ဒါဥရောပရပုံပြောင်းရောက်လာတဲ့အခါမှာတော့စီရွန်နဲ့ဒိုဟာစီရွန်နဲ့ဒိုပဲ။သူ့ကြောင့်ပို့ပြီးတော့သတင်းတွေပေါ့ဖတ်လို့ကောင်းတယ်။သူ့ကြောင့်ကျွန်တော်တို့ဒီလိုမျိုးအစီအစဉ်တွေလည်းပို့ပြီးတော့ပြောလို့ကောင်းတဲ့အခြေအနေမှာတော့ကမ္ဘာ ောက်ပလားဆိုတော့နည်းလေးဝေးပါသေးတယ် Nation League ကျွန်တော် semi final အဆင့်တွေမှာတော့ဆက်ပြီးတော့အားပေးကြမယ်ဘလို့ဖြစ်လာမလဲဆိုတာကလည်းရှင်းကုန်စရာအတိတ်လိုပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုတယောက်ပြောသွားခဲ့တာကတော့ဒါနိုင်ငံတကာအပတ်ပေါ့နော်ဒီပွဲစဉ်တွေအတွင်းမှာပြောစရာအကြောင်းအရာတွေဖြစ်ပါတယ်အကြောင်းအရာတွေကတော့များပါတယ်အဓိကပိုကြီးပြောလို့ကောင်းတဲ့အကြောင်းအရာဆိုလို့ရှိရင်တော့ဒါစီရိုနယ်ဒိုရဲ့အကြောင်းအရာလို့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲနောက်လာမယ့် The Previous Boy အားသာအစီအစဉ်ကောင်းတွေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုတယောက်နဲ့ပြန်ပြီးတော့ဆုံတွေ့ချင်ပါသေးတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ